များကိုလာရောက်ခုံလုံခဲ့ကြတဲ့မြန်မာဒုက္ခသည်တွေကိုကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ကဒုက္ခသည်အဆင့်တန်းအတိအမှတ်ပြုဖို့ပြက်ကွက်မှုတွေအပေါ်မြန်မာဒုက္ခသည်တွေကငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။မျက်သစင်ပေးပို့ထားပါတယ်ရှင်။ဇွန်လ20ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာဒုက္ခသည်များနေ့မှာ UNHCR နဲ့တာဝန်ရှိသူတွေကို ဒုက္ခသည်တွေရသင့်တဲ့အခွင့်အရေးတွေပေးဖို့အိန္ဒိယနိုင်ငံနယူးဒေလီမြို့ကမြန်မာဒုက္ခသည်တွေကငင်းကျက်စွာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ဒီဆန္ဒပြတောင်းဆိုမှုကိုတော့ချင်းဒုက္ခသည်ကောမဒီနယူးဒေလီကဥဆောင်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ချင်းဒုက္ခသည်ကောမဒီနယူးဒေလီရဲ့ဥက္ကဋ္ဌဖြစ်သူမဆူထွေးအောင်က2021စစ်တပ်အာဏာသိမ်းပြီးနောက်အသက်အန္တရာယ်ဘေးကင်းလုံခြုံမှုအိန္ဒိယနိုင်ငံဖြစ်တဲ့အိန္ဒိယကိုလာရောက်ခုလုံခဲ့ကြပြီး UNHCR ရဲ့ကာကွယ်ပေးမှုကိုလိုအပ်ပေမဲ့ လစ်လီရှုခံထားရတဲ့အတွက်အခုလိုတောင်းဆိုရတာလို့ဆိုပါတယ်ဝန်ထမ်းဆရာကောင်းဆောင်နေပဲ UNH ဆရာက2021မြန်မာပြည်မှာစစ်အာဏာရှင်သိမ်းပြီးတော့လာရောက်ခုလုံးနဲ့ဒုက္ခတွေအားလုံးကိုဒုက္ခတွေဖြစ်သက်မှတ်ခြင်းမရှိဘူး RSD interview လို့ခေါ်တဲ့ refugee status determination လို့ခေါ်တဲ့ interview conduct မလုပ်ဘဲနဲ့ကျမတို့တွေအားလုံးကို neglect လုပ်ထားတာဖြစ်ပါတယ်ဆိုတော့ကျမတို့အနေနဲ့လည်း UNH ဆရာ chief of mission ကို in person အနေနဲ့လည်းတွေ့တယ်ပြီးတော့မှ CRC အနေနဲ့လည်းကျမတို့စာတွေပေးတယ်ကျမတို့ရဲ့ right ကိုကျမတို့တောင်းဆိုရဲဒါပေမဲ့ကျမတို့လက်လူရှိထားခြင်းခံရတာဖြစ်တဲ့အတွက်ဒီနေ့မှာကျမတို့ World Refugee Day ကိုလာပြီးတော့မှ celebrate လုပ်ပါချင်ဖြစ်ပါတယ်အိန္ဒိယရောက်မြန်မာတွေအနေနဲ့အခုလိုတောင်းဆိုရတာဟာရသည့်နဲ့အခွင့်အရေးအပြင် UNHCR ရဲ့အကာအကွယ်ကိုအရေးတကြီးလိုအပ်နေတာလည်းဖြစ်ပါတယ်အိန္ဒိယမှာ BJP ပါတီကအာဏာရလာတဲ့အခါဒုက္ခသည်နဲ့ပတ်သက်တဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေပုံမတင်ကျပ်လာတဲ့အတွက် ြန်မာဒုက္ခသည်တွေဟာနေ့စဉ်ခက်ခဲများစွာချင်းချောက်မှုများစွာနဲ့နေထိုင်နေကြရတယ်လို့မြန်မာဒုက္ခသည်တွေကဆိုပါတယ် UNHCR ကဒုက္ခသည်အစင်တန်းသတ်မှတ်ပေးရင်နိုင်ငံတကာရဲ့အကာအကွယ် UNHCR ရဲ့အကာအကွယ်ကိုရရှိမှာလည်းဖြစ်ပါတယ်လက်ရှိမှာတော့အိန္ဒိယရောက်မြန်မာဒုက္ခသည်တွေဟာခက်ခဲမျိုးစုံကိုရင်ဆိုင်နေကြရပြီးဒုက္ခသည်ဖြစ်တဲ့အတွက်အလုံးလုံးကန်ကွေးမရတာကလေးငယ်တွေအတွက်ပညာရေးကျန်းမာရေးစတာတွေအတွက်လည်း အဆင်ပြေမှုမရှိသလိုမြမပြည်ပြန်မှုကလည်းအဆင်မပြေတဲ့အတွက်ဒုက္ခရောက်နေကြရတယ်လို့ဒုက္ခတဲ့အရေးကူညီပေးနေသူတွေကဆိုပါတယ်ဟုတ်တယ်ပညာရှိဆိုရင်အစိုးရအကြောင်းနေအစိုးရအစည်းအုံတွေမှာတနိုင်တလို့သူတို့ free နဲ့တက်ခွင့်ရကြပြင်မဲ့အခုနောက်ပိုင်းလုံးဝတည်ဘာမှအဲ့အစိုးရအကြောင်းနေအစိုးရအစည်းအုံတွေမှာမြန်မာနိုင်ငံသားတွေခွင့်မပြုတဲ့ခါကြတော့ private အကြောင်းနေအစိုးရ private အဆေးရုံတွေမှာပဲပြရသွားရတဲ့ခါကျတော့မြန်မာနိုင်ငံသားတွေတော်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 အခက်အခဲရှိတယ်ပါဘာလို့ဆိုရင်အိန္ဒိယနိုင်ငံရဲ့အခု private အဆေးရုံတွေကြောင်းရဲ့စေကမြန်မာနိုင်ငံထဲတစမကဟိုပေါ်ပူကြည့်တဲ့ခါကျတော့တော်တော်လေးပညာရေးခက်ခဲကြမှာရေးခက်ခဲလေးရှိနေကြတယ်ဒီစင်ကဘာဒုက္ခတဲ့နေ့အထိတ်မှတ်ကိုအိန္ဒိယနိုင်ငံက UNHCR နဲ့မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ BOSCO, SLIC တွေက မြန်မာဒုက္ခသည်တွေအပါအဝင်နိုင်ငံတကာကခိုလုံလာသူတွေကိုဖိတ်ခေါ်ပြီးအခမ်းအနားကျင်းပလေရှိပေမဲ့လည်းဒီနှစ်မှာတော့ဒီလိုကမ်းလှမ်းမှုကိုလက်မခံဘဲဆုံးရှုံးနေတဲ့အခွင့်အရေးတွေရရှိဖို့ဆန္ဒပြပွဲကိုပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဆန္ဒပြပွဲအပြီးမှာတော့ချင်းဒုက္ခသည်ကောမဒီခေါင်းဆောင်တွေကဒုက္ခသည်တွေရဲ့လူလားချက်တွေနဲ့ပတ်သက်ပြီးအိတ်ဖွင့်ပေးစာတစ်စောင်ကို UNHCR ရုံးကိုတွားရောက်ပေးအပ်ခဲ့ကြပါသေးတယ်။ UNHCR ရဲ့အချက်လက်တွေအရ 2025ခုနှစ်မေလ31ရက်နေ့အထိမြန်မာနိုင်ငံကနေပြည်ပနိုင်ငံတွေကိုရောက်ရှိနေတဲ့ဒုက္ခသည်ဥယျ1.5တန်းနီးပါးရှိပြီးအိန္ဒိယမှာတော့မြန်မာဒုက္ခသည်8,300ကျော်ရှိတယ်လို့သိရပါဗျ။ကျမမြန်သစင်ပါရှင်။